လက်ဖက်ချောင်းဟာရင်းနှွေးကြိုက်သူတွေများပြားလာတာနဲ့အမျှအရေးပါတဲ့ကုန်ပစ္စည်းဖြစ်လာပါတယ်။လက်ဖက်ချောင်းထုတ်လုပ်ဖို့အရင်ဆုံးလိုအပ်တာကလက်ဖက်ရွက်ခွေးချင်းပါပဲ။ရာသာကောင်းတဲ့လက်ဖက်ချောင်းထုတ်ဖို့အညွတ်အဖူအရွယ်နှရွယ်တက်ဖူးကိုသာရိတ်သိမ်းပါတယ်။လက်ဖက်ရွက်ရိတ်သိမ်းခြင်းမှာလူလက်နဲ့ခူးရာရှိသလိုဆန်တဲ့ခူးရာလည်းရှိပါတယ်။ခူးဆော့ပြီးတဲ့လက်ဖက်ရွက်တွေကိုပြီးရင်အချောက်ခံပါတယ်။လက်ဖက်ရွက်တွေကရေတက်တွေပြောက်ခဲ့သွားအောင်လေဝင်လေထက်ကောင်းတဲ့နေရာမှာချထားပြီးအချောက်ခံရပါတယ်။ဒီအစဲမှာလက်ဖက်ရွက်တွေကိုပျော့သွားစေပြီးနောက် စိတ်တွေဆက်လုပ်ဖို့အဆင်ပြေပါတယ်။နောက်ပြီးရင်လက်ဖက်ရွက်တွေကိုဆက်နဲ့ပြုတ်ပြီးအစီတက်များအောင်ထွက်လာရပါတယ်။ဒီအဆင်မှာတော့အနံ့နဲ့အရသာဖွဲ့စည်းမှုကိုစတင်ဖြစ်ပေါ်စေပါတယ်။ ဒီဗီဒီယိုထဲမှာတော့လက်ဖက်ရွက်စီကနေအစိုးတက်ပြအောင်ရွက်တွေပြော့သွားအောင်ဆန်တဲ့လက်ဖက်ရွက်တွေကိုလိမ့်နေတာပဲဖြစ်ပါတယ်ပြီးတော့လက်ဖက်ရွက်တွေကိုလေထဲမှာရှိတဲ့အောက်ဆီဂျင်နဲ့တုံ့ပြန်မှုရှိအောင်ထားလိုက်ပါတယ်ဒီအဆင့်ဟာလက်ဖက်၆ရဲ့အရှောင်အနက်အရသာအတွက်အရေးကြီးဆုံးဖြစ်ပါတယ်အောက်ဆီဒေးရှင်ဖြစ်သွားတာကြောင့်လက်ဖက်၆ဟာအနက်ရောင်ပြောင်းသွားပါတယ်ကမ္ဘာတဝန်းမှာလက်ဖက်၆ကိုနှစ်သက်စွာရေနွေးစိမ့်ပြီးတောက်တောင်းကြသူတွေရှိသလိုအဲထဲမှာမြန်မာနိုင်ငံလည်းပါဝင်ဖြစ်ပါတယ်အမွေအနက်အရသာအမျိုးမျိုးနဲ့သဘာဝဆန်ဆန်ပေါင်းဆက်ဖန်တီးပြီးလက် ဖက်အเจ้าဟာလက်ဆောင်ပေးလို့မြေနှပန်းလာတဲ့အရာတစ်ခုအဖြစ်လဲရက်တီလို့နေပါတယ်။